ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်။စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလံကောင်းလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့လာမင်းအိမ် YouTube Channel ကနေပရိသတ်များအလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတော့စာရေးသူဇယနာရှာမညရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း290ဖြစ်တဲ့အောင်မြတ်တာနဲ့စပယ်နကူမျိုးဟောင်းဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါရစေ။ပရိသတ်ကြီးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။တရားထိုင်နေရင်ကြားလိုက်ရတဲ့အတန်နဲ့အတူ အောင်မြတ်တရဲ့အမြင်တဲမှလည်းနှကားလေးကောင်ကကန်ဆက်တနေရာမှာကူးခတ်နေတဲ့ပုံရိပ်ပေါ်လာခဲ့တယ်။နှကားလေးကောင်ကရေထဲမှာအတန်ကြာအောင် ဆော့ကစားနေခြင်းနဲ့ရေထဲကိုငုံရှိုးပြီးပြန်တက်လာတဲ့အချိန်မှာတော့အသက်20အရွယ်ယောက်ျား2ယောက်မိန်းမ2ယောက်အသွင်ဖြစ်နေတာကိုလည်းမြင်တွေ့လိုက်ရတယ်။အဲဒီလူလေးယောက်ကအောင်မြတ်တရှိတဲ့အရက်ကိုလှမ်းကြည့်ပြီးတော့ဒီရက်ဒေတာကိုမကြခင်တာသနာပြုမဲ့ယဟန်တပါရောက်လာလိမ့်မယ်။တူလာမှာ ဒီရက်တွေသာစေကားတိုးတက်လာလိမ့်မယ်။သူမလာခင်အချိန်ဆရာတို့တစ်ခေါက်လောက်ရောက်လာခဲ့ပါ။အဲ့လိုပြောပြီးရေထဲကိုခုံစင်ခါပြက်ွယ်သွားပါလေ။အောင်မြတ်ကလည်းတရားဖြုတ်တော့တရားထိုင်နေရင်ညံလာရတဲ့ဖြစ်စဉ်ကို မကောင်းလို့ပြပြလိုက်ရှာ။သူပြောတဲ့နေရာကိုဆရာရောက်ဘူးလား။ငါသွားဖို့တဲ့နေရာတော့မဟုတ်ဘူး။ဒါပေမဲ့အရောက်သွားဖို့တော့လိုမယ်။နေရာမသိဘဲနဲ့ဘလို့သွားကြမလဲဆရာ။ တို့အရှက်တွေတာကိုခေါ်တဲ့သူတွေစီစဉ်ပါလိမ့်မယ်။အောင်မြတ်သားစကားဆုံးတာနဲ့မျက်စိကိုမှိတ်ခါနှုတ်ကနေတတော်တော်ပြောနေခဲ့တယ်။ခဏနေတော့မောင်ကောင်းနဲ့ခွန်လာကိုခေါ်ကားလူသွားလန်းအတိုင်းထွက်လာခဲ့လိုက်တယ်။လန်းတနီယာအရောက်မှာတော့မွန်ပစိုးခန့်နွမ်းနွမ်းကိုဝှက်ဆင်ထားတဲ့လူတစ်ယောက်ကတစ်ပြောက်ပါထိုက်ပြီးကုန်းရနေတာကိုမြင်လိုက်ရတယ်။အဲဒီတော့အောင်မြတ်သားတို့မြင်တော့အနောက်ဘက်ကိုလက်ညှိုးထိုးပြီး လမ်းမနေပြီဗျ။သွားမယ်လမ်းအနောက်မှာကျန်ခဲ့ပြီ။ အဲ့လိုပြောကကွန်တရားကိုပါဇက်ထဲထိုးထည့်လိုက်တယ်။ကျုပ်တို့သွားမယ်လမ်းသိနေရလား။သိပါဗျာ။ဒါကြောင့်ဒီမှာစောင့်နေရပေါ့။ကျုပ်တို့အခုဘယ်လမ်းကနေသွားရမှာလဲညွှန်ပေးပါအောင်။အောင်မြတ်သားရဲ့စကားကြောင့်ကွန်ရဝါနေတဲ့သူကအနောက်ဘက်ကိုလက်ညှိုးထိုးပြီးလာတဲ့လမ်းမှာကျောက်တွေခင်းထားတဲ့လမ်းတစ်ခုရှိတယ်။အဲ့ဒီလမ်းအတိုင်းတက်တက်သာသွား။လမ်းဆုံးရင်ထင်းစီကလမ်းပြသွားလိမ့်မယ်။ကျေးဇူးပဲပြောဒီလောက်ဆိုရင်လမ်းသိပါပြီ။ အောင်မြတ်သားလည်းလမ်းပြတဲ့သူကိုကျေးဇူးတင်ဆောင်ပြောပြီးတော့အနောက်ဘက်ကိုပြန်ဆုတ်သွားခဲ့လိုက်တယ်။အနှဲငယ်လမ်းလျှောက်ပြီးလို့ပြန်လှည့်ကြည့်လိုက်ရာတစ်ပင်ရောက်မှဘသူ့ကိုမှမတွေ့ရတော့ဘူး။ဟိုလိုပဲရောက်သွားပါလိမ့်။သူ့တာဝန်ပေးပြီမို့သွားလို့ရသွားတာဖြစ်ပါလိမ့်မယ်။ကဲရှေ့ရကြောက်ခင်းလမ်းအတိုင်းသွားကြရအောင်။ဒါနဲ့သူပြောတဲ့ထဲမှာထင်းစီကလမ်းပြသွားမယ်ဆိုတာဘာလို့ပြောရလဲဆရာ။ကျွန်တော်တိတ်ပြီးတော့နားမရှင်းလို့။လမ်းဆောင်ကိုရောက်ရင် သူပါပြောလဲဆိုတာသိရပါလိမ့်မယ်။အောင်မြတ်သားတို့လည်းကြောက်ခင်းလန်းအတိုင်းရှောက်သွားခဲ့ရာ နိုင်ဝက်လောက်သွားပြီးချိန်မှာတော့လူတပွေးစာလောက်ကြီးမားတဲ့ထင်းစီတစီကိုလမ်းဘေးမှာချထားတာမြင်လိုက်ရတယ်။ထင်းစီရဲ့ဘေးမှာတော့တထောင်လောက်ရှိတဲ့ထင်းပိုင်းတစ်ချို့ကျနေပြီးသူ့အရှိတခိုင်းလောက်กว่าမှလည်းအလားတူထင်းပိုင်းတစ်ခုရှိနေတာကိုလမ်းမြင်လိုက်ရတယ်။အခုအဆပြီးထင်းပိုင်းတွေချထားတဲ့အတိုင်းသွားရမယ်ထင်တယ်။လက်ဆက်တက်တော့ ထင်းစရာလမ်းပြပေးမယ်ဆိုတာဒါကိုမောင်ကောင်းကသဘောကျစွာရှင်းလျှောလိုက်ပြီးထင်းပိုင်းတွေရှိတဲ့ဘက်ကိုဆရာဖြစ်သူနဲ့အတူထွက်သွားခဲ့ပါတော့တယ်။လမ်းတစ်လျှောက်မှာလဲထင်းပိုင်းတစ်ချို့ကိုလမ်းပြအမှတ်အသားဖြင့်ခြားထားတာကိုလည်းထိုးဆစွာမြင်တွေ့လိုက်ရတယ်။အောင်မြတ်သားတို့လည်းထင်းပိုင်းတွေခြားထားတဲ့လမ်းအတိုင်းဆက်သွားခဲ့ရာမော်လူမျိုးတွေနေထိုင်တဲ့ရွာငယ်လေးတစ်ရွာကိုရောက်လာခဲ့တယ်။ရွာရဲ့ရောက်တော့ခရီးသွားတွေနားဖို့အတွက်စောက်ထားပြီးတဲ့ဇရက်တစ်ခုပေါ်မှာ အနားရှူနေတဲ့အချိန်နားထဲမှာမောင်းတီးတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။ဆရာကြားလိုက်လား။တယောက်ယောက်ကမောင်းထုတ်နေတဲ့အတန်လိုပဲနော်။ဟုတ်တယ်ငါလည်းကြားလိုက်တယ်။အတန်ကရွာတဲ့ဘက်ကနေလာတာဖြစ်နိုင်တယ်။ဆရာတပည့်တွေမောင်းတန်ကြားရတဲ့ကိစ္စကိုပြောနေတဲ့အချိန်မှာတော့လုံချီခတ်တုတ်တိုးဝဲထားတဲ့ယောက်ျားလေးယောက်သူတို့ရှိရဲ့ဇရက်ဘက်ကိုရှောက်လာတာမြင်လိုက်ကြရတယ်။အဲဒီလူလေးယောက်ကအောင်မြတ်သားတို့ကိုမြင်တော့ရွာလူကြီးကဧည့်သည်တွေကို အိမ်လာဖို့အတွက်ခေါ်ခန်းလိုက်တယ်။ကျောက်တို့ရောက်နေတာကိုရွာလူကြီးကဘလို့သိရလဲ။တယောက်ယောက်များပြောလိုက်လို့လား။အဲ့ဒါတော့ကျောက်လည်းမသိဘူး။ဒါဖြစ်လဲသွားကြတာပေါ့။အောင်မြတ်သားတို့လည်းလာခေါ်တဲ့သူတွေအနောက်ကိုလိုက်သွားခဲ့ရာကျွန်းတစ်တွေနဲ့စောက်လောက်ထားတဲ့ခြေတန်းရှိအိမ်တလုံးစီကိုရောက်လာခဲ့ကြတယ်။အိမ်ရဲ့အောက်ခြေမှာတော့အသားလက်လက်ထောင်ထောင်မောင်မောင်နဲ့လူတယောက်ထိုင်နေပြီးတော့သူ့ဘေးမှာတော့အသက်60လောက်ရှိတဲ့လူနှစ်ယောက်လည်းရှိနေခဲ့တယ်။ ဧည့်သည်တွေရောက်လာကြပြီကိုလာကြလာကြဦးကြီးတို့ကကျွန်တော်တို့ရောက်များဘလို့သိကြရလဲအောင်ရတာကခုံတန်းပေါ်မှာဝင်ထိုင်ပြီးတော့မေးလိုက်ရာရွာလူကြီးလို့ထင်ရတဲ့သူကပါဇက်မှာပေးနေတဲ့ကွန်တရွေးတွေကိုလက်နဲ့တောက်လိုက်ပြီးတော့ညကရွာမှာရိုးရကြော်ပွဲလုပ်တယ်လေအဲ့ဒီမှာရွာအဖိုးဝင်လာပြီးတော့မနက်ပြန်ရွာကိုဧည့်သည်တုံးရောက်လာမယ်သူတို့လူတော်ကိုကူညီပေးလိုက်ဆိုလို့အခုလိုခေါ်လိုက်မိတာပါဒါဆိုတော့လေ ရွာဖို့ကျေးဇူးတရားမလို့ဖြစ်နေပြီ။ဟောလေဧသေးရီကဘယ်ကိုသွားကြမှာလဲ။သွားမယ့်နေရာရဲ့နာမည်တော့မသိသေးဘူးဗျ။မြင်မိတဲ့အတိုင်းဆိုရင်တော့ကုန်းမြေရဲ့အရှိတ်မှာချောင်းလိုလိုမြစ်လိုလိုတခုရှိတယ်။ကုန်းမြေမှာတော့တစ်ပင်ကြီးတွေအုပ်ဆိုင်နေတဲ့ပုံစံမျိုး။အောင်မြတ်တာစကားကြောင့်ရွာလူချင်းနဲ့အပေါင်းပါတွေခေတ္တဆင်းစားလိုက်ပြီးတော့ဧသေးရီပြောတဲ့နေရာကကောက်ကူကုန်းကိုပြောတာဖြစ်ရမယ်။ကောက်ကူကုန်းဆိုတာ ဒီဒေသရဲ့အခေါ်ဝေါ်လားဟုတ်တယ်ဗျအဲ့ဒီကောင်မှနှစ်ရာချီတဲ့ကောက်ကိုပင်တပင်ရှိတယ်သူရဲ့ရှိမှာတော့တန်လွင်မျက်ရှိရယ်လေနေရာအရန်ခေါင်တော့ထင်းခုတ်သမားတွေတောင်မှတိတ်မသွားရကြအောင်ဒါဆိုကျုပ်တို့ကိုဘလို့သွားရမလဲဆိုတာလမ်းညွှန်ပေးပါလားအခုကနေဆောင်နေပြီမို့မနက်စောစောကျုပ်တို့လိုက်ပို့ပေးပါမယ်ဒီညတော့ရွာမှာပဲနားလိုက်ပါအောင်အောင်မြတ်သားတို့လည်းရွာလူကြီးတွေရဲ့စကားကိုလက်ခံတဲ့အနေနဲ့ တညတာအိတ်ဆက်ဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်။နောက်နေ့မနေ့ရောက်တော့ရွာလူကြီးတွေစီစဉ်ပေးတဲ့ကောင်းချင်းပေါင်းနဲ့လက်ဖက်ရည်ကိုတောက်ပြီးကုတ်ကုတ်ကုံရှိတဲ့ဘက်ကိုလမ်းပြတစ်ယောက်နဲ့အတူထွက်လာခဲ့ပါတယ်။ကုတ်ကုတ်ကုံကိုရောက်ဖို့အတွက်စပါးကင်းတွေတုတ်တန်တွေတောကုန်းတွေကိုကြော်ဖြတ်လာခဲ့ရာမောမတဲခင်အချိန်ရောက်မှာတော့မှန်ညို့အုပ်ဆိုင်နေတဲ့တော်လန်တခုရဲ့အဆက်ကိုရောက်လာခဲ့ကြတယ်။လမ်းပြလဲသူ့တာဝန်ပြီးဆုံးပြီမို့ အောင်မြတ်သားတို့ကိုနှုတ်ဆက်ပြီးပြန်ထွက်သွားတာကြောင့်ဇရာတပည့်တွေအနေနဲ့မြင်နေရတဲ့တောင်ကုန်းပေါ်ကိုဖြည်းဖြည်းနဲ့မှန်မှန်ဆက်တက်လာခဲ့လိုက်တယ်။တောင်ပေါ်ရောက်တော့တေဝါတချို့နဲ့ဆောက်လုပ်ထားတဲ့အိမ်တချို့ကိုမြင်ရပြီးအထဲမှာတော့ဟောင်နွမ်းဆွေးမြေ့နေတဲ့သင်္ကန်းစတွေကိုမြင်တွေ့လိုက်ရတယ်။ဒါကြောင့်ဒီနေရာမှာအရင်ကဖုန်ကြီးတချို့လာရောက်သတင်းသုံးခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ကောက်ဆက်ချခဲ့ကြတယ်။အောင်မြတ်သားတို့လည်းကုတ်ကူကုန်းပေါ်မှာ လဲပတ်ကြည့်ရှုနေရင်းနဲ့နေထိုင်လို့ရမယ့်နေရာတစ်ခုကိုရှာဖွေခဲ့ရာမြေကမ်းတစ်ပေးလေးမှာဆောက်လုပ်ထားတဲ့တဲချောင်းလေးတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။ဒါကြောင့်မြေကမ်းတစ်ပေးမှာပဲနေထိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးပါလာတဲ့အထုပ်တွေကိုခြာခြာတန်ရှိရေလုံနေတဲ့အချိန်တောင်ကုန်းပေါ်ကနေရက်ကြည့်နေတဲ့လူရဲတစ်ခုကိုမြင်လိုက်ကြရတယ်။ဆရာလူတယောက်ကျွန်တော်တို့ကိုရက်ကြည့်နေတယ်လို့ခံစားရတယ်။ဒီတော့ဒီတောင်မှနေတဲ့အဆောက်အအုံတွေဖြစ်မှာပေါ့။ ကိုလှုပ်ဆရာရှိရာလှုပ်ကြအောင်မြတ်သားကမောင်ကောင်းကိုလှမ်းပြောပြီးတောင်ကုန်းပေါ်လှမ်းကြည့်လိုက်ရှာတောင်ဝေးတခြားကိုပခုံးပေါ်တင်ပြီးတော့သစ်ပင်နောက်ကိုဝင်ပြေးသွားတဲ့လူရိုက်တစ်ခုကိုတတိထားမိခဲ့တယ်ညနေဆောင်ရောက်တော့ဆရာတပည့်၃ယောက်ပတိကိုစီကင်ပြီးတရင်ရှိမှစင်းချရှောင်းနေတဲ့အချိန်ရေပြင်ကိုကြီးမားတဲ့အရာတစ်ခုနဲ့ရှားလိုက်တဲ့အတန်ကိုထင်းထင်းရှားရှားကြားလိုက်ရတယ်ဆရာဘာတန်းကြီးလည်းမသိဘူးအတော်ကျဲတယ်နော်ကျွန်တော်တို့ရောက်နေတာကို မကျေနပ်လို့များလားအဲ့လိုတော့ဖြစ်မယ်မထင်ဘူးဒီနေရာကငါမြင်ရတဲ့နေရာနဲ့တထက်သေးတူနေရမို့ခေါ်လာတဲ့အဆောင်တွေကသူတို့ရှိချင်ရေပြင်းကိုရိုက်ပြတာဖြစ်မှာပါပြရင်လည်းကောင်းကောင်းမွန်မွန်ပြတာမဟုတ်ဘူးအာယုံပြလိုက်တာဆရာရဲ့မောင်ကောင်ကမကျေနပ်တဲ့ဟန်နဲ့ရေရွတ်ပြီးကန်ဆက်ဘက်ကိုရှောက်သွားခဲ့လိုက်တယ်ညာဦးပိုင်းကိုရောက်တော့ရွာရဲရနေယူလာတဲ့အသေးအနှံတချို့နဲ့ဗိုက်ဖြည့်လိုက်ပြီးအလင်းရောင်ရစေဖို့အတွက် ထင်းချောက်တွေနဲ့မီးပုံတဖို့ဖိုးလိုက်ကြတယ်။မီးပုံရဲ့အရှင်ကြောင့်ပဝင်းကျင်ကိုရှင်းလင်းစွာမြင်နေရပြီးတခါတလေတော်တွင်ဘက်ကနေဂျေဟောက်တန်တို့နဲ့တောခေါင်ငယ်လေးတွေရဲ့အောင်မြင်တန်တွေထွက်ပေါ်နေခဲ့တယ်။အောင်မြတ်သားတို့လည်းမီးပုံရဲ့ပဝင်းကျင်အနီးမှာပဲအသီးသီးနေရာယူလိုက်ကြပြီးတော့သက်ဆိုင်ရာပုံကိုယ်တွေကိုမြစ်တာပို့ကပတိစိတ်နေခဲ့ကြတယ်။ပတိစိတ်တဲ့အချိန်ကကြာညောင်းလာတာနဲ့အမြဟုံဟုံတောက်နေတဲ့မီးပုံကလည်းတဖြည်းဖြည်းနဲ့ အလဲရောင်တွေရောကြလာခဲ့တယ်။အဲဒီအချိန်နားထဲမှာငိုရှိုက်နေတဲ့အတန်နဲ့အတူစူပူကျိန်းမောင်းတဲ့အတန်တချို့ကိုကြားလိုက်ရှာတယ်။အောင်မြတ်တာအနေနဲ့မသိစိတ်ထဲကနေတီးလိုက်တဲ့အသည့်ကြောင့်လက်ထဲကင်ထားတဲ့ပတိကိုဖြုတ်ပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်ရှာပတ်ဝန်းကျင်ကိုဟိုဟိုတီတီလိုက်ကြည့်နေတဲ့မောက်ကောင်းတဲ့ခွန်လာတို့မြင်လိုက်ရှာတယ်။မင်းတို့ပတိဖြုတ်တာကြားပြီလား။မကြားသေးဘူးဆရာ။အတန်တခုကြားလို့လိုက်ကြည့်နေရ။ဘာအတန်ကြားရလဲပြောပါဦး။ မိန်းကလေးတရငိုနေတဲ့အတန်လိုပဲနောက်ပြီးယောက်ျားလေးကငိုတန်လေကြားရတယ်။ငါလည်းမင်းတို့ပြောသလိုကြားမိတယ်။အတန်ကအောက်ဖက်ကန်းနပေးရလာနေတယ်လို့ပဲ။ပိုသေးစားသွားအောင်လို့တွားကြည့်ရမလားဆရာ။ညနေနေပြီဆိုတော့တတိတော်ထားရမယ်။လာရအောင်မိပြီးတော့တွားကြရအောင်။အောင်မြတာတို့လည်းအတန်လာတဲ့ဘက်ကိုအာယုံခံပြီးတော့ရှောက်လာခဲ့ရာကန်းနပေးတဲပြင်းနဲ့မလမ်းမကန်နေရာကိုရောက်လာခဲ့တယ်။ကန်းနပေးနဲ့နီလာလေးလေး စုပူကျိမ်းမောက်တံတွေကပူကျဲလာလေးလေးဖြစ်လာခဲ့တယ်။အောင်မြတ်သားလည်းအတံမဲကြပြီး အကောင်အထည်မမြင်ရတာကြောင့်တမထအာယုံကိုစူးစီးပြီးကြည့်လိုက်ရှာရှောင်းတစောင်းထုံထားတဲ့ယောက်ျားတစ်ယောက်နဲ့စပင်တစ်ပတ်ရှုံထုံထားတဲ့မိန်းကလေးတစ်ယောက်တို့ဒူးထောင်နေထားနဲ့ထိုင်နေပြီးသူတို့ရှိမှတော့တောင်ဝေးတစ်ချောင်းကိုမြေကြီးမှထောက်ပြီးမိရနေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ဒီလိုသုံးယောက်ကိုနင်တို့ခေါ်လာတာမဟုတ်လားပြောစမ်း မဟုတ်ရပါဘူးရှင်ကျမတို့ခေါ်တာမဟုတ်ပါဘူးနင်တို့ကငါ့ကိုတောင်လိန်ရဲတယ်ဟုတ်လားရန်နေရဲသူကရုတ်တရက်ဆိုသလိုစိုက်ထားတဲ့တောင်ဝေးကိုဆက်ထုတ်လိုက်ပြီးတော့ဒူးထောက်ထိုင်နေတဲ့နှစ်ယောက်ရဲ့ကိုကိုတိုးလိုက်ရမှာတော့လက်နောက်ပြန်အနေအထားနဲ့တုံ့နှောင်ပြီးသားဖြစ်သွားခဲ့တယ်နင်တို့ကအတန်တန်မှားခဲ့တယ်ဒီနေရာကိုဘသူ့မှမပြောပါနဲ့ဆိုတာအခုတော့လူစိမ့်မီရောက်လာပြီအကြီးမားဆုံးကနင်တို့ငါ့ကိုလှည့်ပြားတာပဲဒီတော့ င်တို့ရဲ့မူလနေရာဖြစ်တဲ့ကျောက်ကိုပြန်ပြီးတော့တောင်ဝေးကင်ထားတဲ့လူကစကားဆုံးတာနဲ့လေတရနေအရာတစ်ခုကိုဖမ်းလိုက်ပြီးဆက်ခနဲဆွဲလိုက်ရာဒူးထောင်နေတဲ့လူနှစ်ယောက်နှောက်လျက်လဲကျသွားခဲ့တယ်။ဒီတခါတော့တစ်ပင်ကွယ်ကနေစောင့်ကြည့်နေကြတဲ့အောင်မြတ်သားတို့အပြင်ကိုထွက်လာပြီးတော့ကျင်းကြံနိုင်စွာကိုအသုံးပြုပြီးတော့ကြီးနိုင်ငယ်ညင်လောက်နေတဲ့သူပါလား။အဲ့လိုပြောလိုက်ရာတောင်ဝေးကင်ထားတဲ့သူကချိန်မထင်းနဲ့မျက်နှာပေးနဲ့ကြည့်ပြီးတော့ နောက်ဆုံးတော့လေမင်းတို့ထွက်လာကြပြီပဲဘယ်နဲ့ရှိစာမောင်းဆန်တာအခုဘာငင်းကျင်သေးလဲအဲ့လိုပြောကမြေကြီးပေါ်လဲကျနေတဲ့သူနှုတ်ကိုတောင်ဝင်းနဲ့အာကုံလွှဲရလိုက်ပါတော့တယ်ဒါပေမဲ့တောင်ဝင်းကလဲကျနေသူနှုတ်ကိုမထိပ်ဘဲနဲ့မိဘွားတွေဖွာထွက်ကဘေးကိုလွင့်ထွက်သွားခဲ့တယ်လဲကျနေသူနှုတ်လဲစုံမိတ်ထားတဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်ရှာသူတို့ဘွားကနေအုံမိုးထားတဲ့ဒိုင်းကတခုကိုမြင်လိုက်ရှာတယ် ကို့နေရာကိုမနေတတ်ကြတဲ့ကောင်တွေတောင်ဝေးကင်ထားတဲ့ပုပ်ကအန်တကြဲကြဲတောက်တက်ခက်ခက်လှုပ်ပြီးတော့မြေကိုဖနှောင်းနေပောက်ခါမိုးဘော်ကိုပြန်တက်သွားပါတော့တယ်အောင်မြတ်သားတို့လည်းမြေကြီးပေါ်ကျနေတဲ့သူနှုတ်ဦးကို စွဲထုတ်ဖို့အလုပ်မလုပ်ပါနဲ့ဆရာတို့ရဲ့ကိုကနေထွက်တဲ့ဆက်ရောင်တွေကိုကျွန်တော်တို့မခံနိုင်လို့အနာမကပ်ပါနဲ့ဦးဆရာအဲဒီလိုပြောကနှစ်ယောက်သားလူလဲထလာခဲ့ကြတယ်တင်းတို့နှစ်ယောက်ကိုကြုံမြင်ဘူးနေတယ်လို့ပဲ။ ဆရာ ကျွန်တော်တို့မမှတ်မိတော့ဘူးလားဆရာအာယုံထဲမှာ ကျွန်တော်တို့မြင်ဘူးတယ်လေဒီတော့မှအောင်မြတ်သားလဲတရားထိုင်နေတဲ့အချိန်မြင်လိုက်ရတဲ့ငကားလေးကောင်အကြောင်းကိုပြန်တွေးမိသွားခဲ့တယ်ကြုံမှမိပြီအဲ့ဒီတော့ကတင်တော့လေးရောက်မဟုတ်လားဟုတ်ပါတယ်ဆရာအကူနဲ့အမကတိုင်တန်းထဲမှာကြံခဲ့ပါတယ်ခုနကတွေ့တဲ့သူကရောဘာလို့လဲသူကပါကြောင့်တင်တော့ဖန်ဆီးနှိမ့်ဆက်နေရတယ်သူက ဒီနေရာမှာကျင့်လည်နေတဲ့ဇော်ဂျီဆိုးတယောက်ပါအရင်ကတရားလာအထုတ်ကြတဲ့ရသေဟန်းတွေကိုလည်းမနေနိုင်အောင်လို့လုပ်ခဲ့သေးတယ်အခုတင်တော့ကြောက်ကိုခေါ်တဲ့အကြောင်းရဒီဇော်ဂျီဆိုးကိုဆုံးမဖို့လားမဟုတ်ပါဘူးဆရာအတိတ်ကဖြစ်ချင်တာကဒီနေရာမှာရှိခဲ့ဖို့တဲ့မြို့ဟောင်းကိုပြန်လဲဖောက်ထုတ်ပေးစီဖို့ပါဒီနေရာမှာရှိတဲ့မြို့ဟောင်းရဲ့နာမည်ကဘလို့ခေါ်လဲတင်တော့ရောမြို့ဟောင်းနဲ့ဘလို့ပတ်သက်နေရလဲဒီနေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကစပယ်နှစ်ကိုဆိုတဲ့မျိုးတည်ထားခဲ့ပူတယ်။အရန်ကိုစီကားတဲ့အချိန်ကာလတစ်ခုပေါ့။အဲ့ဒီအချိန်ကျွန်တော်တို့ကမြို့တထေးကြီးရဲ့သားသမီးတွေဖြစ်ခဲ့ကြတယ်။မြို့ကြီးပြက်စီတော့ကြံခဲ့တဲ့ပြက်စီတွေကိုဟောရီမြေကမ်းတနေရာမှာမြုပ်နှံခဲ့ကြတယ်။ဒီအဆွဲကြောင့်တိတ်လွန်တဲ့အခါနှိမ့်ကြတဲ့အခုလိုဘဝကိုရောက်နေကြတာပဲဆရာ။တင်တို့ကပိုင်ဆိုင်နာတွေကိုဘသူ့အတွက်မှရည်စူးထားတာမရှိဘူးမဟုတ်လား။ ဟုတ်ပါရဲ့ဆရာဒါကြောင့်ကိုယ့်ရဲ့ပျက်စီးတွေကိုကိုဘာသာစောင့်ရှောက်နေရတဲ့ပုဂ္ဂလိကတိုက်ဆောင်နေဖြစ်နေတာကိုမကြခင်ဒီနေရာကိုတာသနာပြုမဲ့ဆရာတော်တပါရောက်လာတော့မယ်ဆရာအဲ့ဒီဆရာတော်ကဒီမျိုးရဲ့မျိုးစားဖြစ်ခဲ့ဘူးတာကြောင့်သူလာတဲ့အခါအနေနဲ့ရရမှရှိထားတဲ့ပဋ္ဌာန်းဆက်တွေကဒီနေရာကိုရောက်လာကြတော့မှဒါကြောင့်ဆရာတို့အနေနဲ့တာသနာနယ်မြေဖြစ်လာမယ့်ဒီနေရာကိုတန်ရှင်းအောင်လို့ကူညီပေးစီချင်ပါတယ် ကျုပ်တို့ကလည်းဘာသာသာသနာအတွက်တာဝန်ယူထားတာမို့တင်တို့ရဲ့မြို့ဟောင်းကိုတန်ရှင်းစင်ကြအောင်လို့အထက်နိုင်ဆုံးဆောင်ရွက်ပေးပါမယ်။တင်တို့အနေနဲ့လည်းကျုပ်မခေါ်ဘဲနဲ့တိုင်တန်းထဲကနေအပြစ်မထွက်ဖို့ဂရီပေးပါ။နောက်နောက်အပြစ်မထွက်တော့ဘူးလို့ဂရီပေးပါလေဆရာ။ကောင်းပါပြီ။တင်တို့လည်းကိုယ့်နေရာကိုပြန်ကြပါတော့။အောင်မြတ်သာစကားဆုံးမှာမောင်နှမနှစ်ယောက်ကရှိုသေးစွာကြော့ရှင်နဲ့မြစ်ထဲကိုခုံစင်ကပြောက်ွယ်သွားပါတယ်။ ဆရာခွင့်တခုတောင်းကျင်လို့ရင်မျိုးတဲနေရင်နဲ့ကောက်ခါငေကမေးလိုက်တဲ့မောင်ကောင်းရဲ့စကားကြောင့်အင်းစာရွက်တွေခောက်နေတဲ့အောင်မြတ်သားကညခုံးပင်ကကြိလိုက်ပြီးတော့ဘာလုပ်ဖို့အတွက်ခွင့်တောင်းကျင်တာလဲဟိုစောကြီးဆိုတဲ့ကောင်ပညာပေးကျင်လို့အယမ်းကြီးမလောပါနဲ့ရောဒီနေ့မြေတခုလုံးကိုစင်ကြအောင်လုပ်ဖို့အတွက်ငါမှစဉ်းစားထားရှိပါတယ်အဲ့ဒီခါကျရင်မင်းရောခွန်းလာရော တခြားသူတွေပါပါဝင်ရလိမ့်မယ်တခြားသူတွေ ဟုတ်လားဆရာอืมအခုတော့သာသနာဆောင်နတ်မင်းတွေ ਨੇ တောပိုင်တောင်ပိုင်တွေကိုခွင့်ပန်ဖို့အတွက်စီရင်စရာရှိတာစီရင်ရမယ်ဒီညတော့အေးဝဝအိတ်လိုက်ကြအောင်မောင်ကောင်းတို့လည်းဆရာဖြစ်သူရဲ့စကားကြောင့်စိတ်ထက်တကြွသွားပြီးမိဘုံတွေကိုတင်းချောက်တချို့ကောက်ထည့်ပြီးတော့တဲဘော်ကိုတက်သွားခဲ့လိုက်တယ်မနက်လင်းအားကြီးစိန်ရောက်မှာတော့တဲရှိမှာအစီအီပုံထားတဲ့အုံတီငပြောတီအမွေးနှက်သားတွေကိုမြင်လိုက်ရတာကြောင့် နှစ်ယောက်စလုံးအံ့ဩသွားကဆရာဒါရီကဘလို့ရောက်လာရလဲဒီတစ်ခါလောရမယ့်ကိစ္စဟာအရေးကြီးတာမို့လို့ရွာဆောင်အဖို့ကိုညီတောင်းပြီးတော့မှားလိုက်တာဒီပုံစံအတိုင်းဆိုရင်တော့ပွဲကြီးပွဲကောင်နှွေးရတော့မယ်ထင်ပါတယ်မောင်ကောင်ကသဘောကျစွာပြောပြီးတော့ကတော့ပွဲရဲ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတဲပေါ်ယူပြီးတော့တင်လိုက်ပါတယ်အောင်မြတ်တာနဲ့မောင်ကောင်တို့ကတော့ပဲပြင်နေတဲ့အချိန်ခွန်လာကညီကွက်လက်တစ်ခုမှာ ကရော့ပွဲတင်စင်တစ်ခုကိုစောက်လုံနေခဲ့တယ်။နေထမ်းတစ်ပြားလောက်ရောက်တဲ့အချိန်မှာတော့ပြင်ထားတဲ့ကရော့ပွဲတွေကိုသူ့နေရာနဲ့သူချပြီး၃ရောက်သား၅ပါးသီလာခံယူခြင်းတာသနာဆောင်နမင်းတွေစီမှာခွင့်ပယ်ခြင်းနဲ့အထက်ဆရာတွေစီမှာခွင့်ပယ်ခြင်းတို့ကိုစာရွက်ခဲ့ကြတယ်။အားလုံးပြီးစီချိန်မှာတော့အောင်မြတ်သားကသုံးဖီးဆိုင်ကရော့ပွဲတစ်ပွဲကိုလက်နဲ့ချိန်ပြီးတော့ဒီနေ့တည့်ရက်ချင်းဒီနေရာမှာပြုလုပ်မယ့်အမှုကိစ္စအတွက် ဆရာသခင်များ၏စောင့်ရှောက်မှုအောက်မှာရှိနေတဲ့ကျွန်ုပ်တပည့်ရှင်နှစ်ဦးအားခိတ္တခေါ်ဆောင်ခွင့်ပြုပါရန်ခွင့်တောင်းရပါသည်အဲ့လိုပြောကားကရောက်ပွဲကိုစင်ပေါ်ကိုပြန်တင်လိုက်ပါတော့တယ်အောင်မြတ်သားရဲ့နောက်မှာတော့မောင်ကောင်းတဲ့ခွန်လာတို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးပြိုင်ထူပြုံးလိုက်ကြတယ်ကရောက်ပွဲအလုံးအပ်ပြီးတဲ့အချိန်မှာတော့အောင်မြတ်သားကပရိတ်ကျိုးတို့ကို အရှိအနောက်ကမ်းလှမ်းဖြတ်ထားပြီးနေရာနှစ်ပိုင်းခွဲထားလိုက်တယ် နေရာလောက်ပြီးပြီဆိုတာနဲ့လက်နှစ်ဖက်ကိုစန်တန်းကဣတောဣတာအင်းနေမြေထဲမှာမိတင်းနေထိုင်ကြကုန်တော့တောဆောင်နဲ့တောင်ဆောင်နဲ့ရုပ်ကစိုးပုံမစိုးနဲ့တခြားသောတိုင်နှန်းရှင်အပေါင်းတို့အား၎င်းကောင်းသောအချင်းကိုနှစ်သက်ကုန်သောပုဂ္ဂိုလ်အပေါင်းတို့အား၎င်းမကောင်းသောအချင်းကိုနှစ်သက်ကုန်သောပုဂ္ဂိုလ်အပေါင်းတို့အား၎င်းကျွန်ုပ်အောင်မြတ်တာမှကြားစီတိစီမြင်စီဖို့အတွက်အတိတ်ထံအပ်ပါသည်ဒါကြောင့် ောင်းခြင်းကိုလိုလားတဲ့ပုံကိုယ်ရည်အနေနဲ့ကျွန်ုပ်ရှက်နေတဲ့အပိုင်းမှာ လာရောက်စူးစီးပေးကြပါရန်နဲ့မကောင်းမှုကိုလိုလားတဲ့ပုံကိုယ်ရည်အနေနဲ့တခြားတစ်ဖက်မှာစူးစီးပေးကြပါအဲဒီလိုအမိတ်ပြန်ပြီးလက်ကိုရုပ်လိုက်တဲ့အချိန်မိုးသားကင်းစင်နေတဲ့ကောင်းခင်ကြီးကရုတ်တရက်ဆိုသလိုမိုးတိမ်လေးတွေတက်လာပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲသွားပါတော့တယ်တချိန်ထဲမှာပင် အောင်မြတ်သားတို့ရက်နေတဲ့စီးထဲမှာကောင်းတော်အချင်းကိုလိုလားတဲ့ပုံကိုယ်ရည်တစ်ဖြက်ဖြက်နဲ့ပေါ်လာသလို တခြားတစ်ဖက်မှာလည်းမကောင်းတဲ့အကျင့်ကိုနှစ်သက်တဲ့ပုံကိုယ်တွေပေါ်ပေါက်လာခဲ့တယ်။အောင်မြတ်သားလည်းကိုယ့်ဘက်မှာရောက်နေတဲ့သူတွေကိုကြည့်လိုက်ရှာအိမ်မက်ထဲမှာမြင်မိုက်ခဲ့တဲ့မောင်နှမလေးရောက်အပြင် ကိုတမျိုးမျိုးဝါနေတဲ့ရွာဖိုးပါနေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့စီနက်ခုကိုရှင်လိုက်တဲ့အချိန်မှာတော့အောင်မြတ်သားတို့ဘက်မှာရှိနေတဲ့အရေးအတွက်ကပဲတည်တင်းလောက်ပဲရှိပြီးတခြားတစ်ဖက်မှာရှိနေတဲ့အရေးအတွက်ကနန်းတည်တင်းစာလောက်ဖြစ်နေတာကိုတတိထားမိခဲ့တယ် အရေအချေနွားနို့လိုအစင်းတန်ရှိတဲ့အလင်းတန်းနှစ်ခုကမဲမောင်နေတဲ့ကောင်းကင်ထက်ကနေအောင်မြတ်သားတို့ရှေ့ကိုဝေါကနေထိုးကြလာတာကြောင့်ကြိလိုက်ရှာ တပည့်ကျော်နှစ်ယောက်ဖြစ်တဲ့တက်ခိုင်တဲ့တောက်ရတို့ဖြစ်နေခဲ့တယ်။နေကောင်းကျမ်းမာတွေမဟုတ်လားဆရာ။တောက်ရကနဖူးပေါ်မှာပြန်ကျင်းနေတဲ့စပင်စာကိုလက်နဲ့ဆွဲဖက်ရင်းမေးလိုက်တာကြောင့်အောင်မြတ်သားပြုံးပြီးတော့ခေါင်းကြီးပြလိုက်တယ်။မောင်ကောင်းတဲ့ခွန်လာတို့လည်းတက်ခိုင်တဲ့တောက်ရတို့ကိုမြင်တော့အရှိကိုတိုးလာပြီး မစုံနာကြပြီနော်ဆရာသမားနှစ်ယောက်ကမဟာမြိုင်ထဲမှာပဲနေလို့ထင်နေအရင်အထက်ပို့ပြီးတော့နှုတ်လာတယ်လို့ပဲငါတို့ကရုံးလို့ပြင်မဲ့ဟိုဘက်ဆီကကောင်းပြီးတော့ရုပ်ဆိုးလိုက်တာကွာတောင်ရရဲ့စကားကြောင့်မောင်ကောင်းကသဘောကျစွာရှိပြီးလွယ်ထဲကနေအင်းဆွဲကညက်တန်ကိုဆွဲထုတ်ခါအသည့်အနေထားရက်နေခဲ့လိုက်တယ်ညနေချင်းဆိုင်မှာရက်နေတဲ့သူတွေကတော့အနေအားအဝတ်ကိုဝတ်ဆင်ထားပြီးစပင်းကိုဖားလျားချထားတဲ့ပုံကိုတရားဥဆောင်ကသူ့အနောက်မှာတော့ စောချင်းနှစ်ပါ၊ရုပ်ကဆိုးနှစ်ပါအပြင်တခြားဆိုးသွမ်းတဲ့အတွင်ပြင်ရှိတဲ့မြေဖောက်ဘလူး၊အစိမ့်တရေ၊တပတ်တွေကကြမ်းကြုတ်တဲ့မျက်နှာသားတွေနဲ့ရက်နေခဲ့ကြတယ်။ဆရာဒီကောင်တွေကိုဘာလုပ်ရမလဲ။အားလုံးကိုမှတ်လောက်အောင်ဆုံးပါပြီးတော့ခိုင်းအောင်နှက်တွေစီကိုပို့ရမှာပေါ့။ဒါဖြင့်ကျွန်တော်အရင်စပြီနော်။တက်ခါရစကားဆုံးတာနဲ့စေးပြင်းကိုထွက်ခါတခြားဘက်ကိုခက်တီတီဝင်သွားခဲ့လိုက်တယ်။တခြားစီမှာရှိတဲ့သူတွေကလည်း ကြောင်မတ်ဖွဲကောင်းတဲ့အတံတွေပြုတ်ကတက်ခံရုံရံပြုတ်ဖို့အတွက်တိုးဝင်လာခဲ့ကြတယ်။ဒါပေမဲ့အနာရောက်ဖို့အတွက်တလန်လောက်အလိုမှာပင်ခန္ဓာကိုယ်ရေကနေအင်းဆောင်ဆေးဆောင်ပုံကိုယ်ရေကပိုက်ကုန်နဲ့လှန်တန်းကင်ပြီးတော့ခုံထွက်လာခဲ့ကြတယ်။အဲဒီနောက်မှာတော့အောင်မြတ်သာမောင်ကောင်းခွန်လတော်ရတို့ရဲ့အဆောင်တွေလည်းစေးပြင်းကိုထွက်လာပြီးတော့တဖက်ပုံကိုယ်ရေကိုဖန်ဆီးဖို့အတွက်စူးစမ်းခဲ့ကြတယ်။တိုက်ပွဲအားထင်ထားအထပ်ပို့ပြီးတော့ပြင်းထန်ခဲ့တဲ့လို့ အနီရောင်ဝက်ကိုဝစ်ဆင်ထားတဲ့သူရဲ့လက်ချက်နဲ့ဂိုင်းဆောင်တွေလွှတ်ထွက်သွားတာကိုလည်းမြင်တွေ့လိုက်ရတယ်။တကယ်တော့ဒီတိုက်ပွဲကအင်းတော်ကြီးခန်းရဲ့အဆောင်တွေနဲ့မြို့ဟောင်းပရဝန်ထဲမှာရှိတဲ့မကောင်းတဲ့ပုံကိုယ်တွေတိုက်ကြတဲ့ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။မန်သွင်းအော်ဟစ်တန်၊ကျင်းဝါတန်၊မမဲတန်တွေကတော်တခွင်လုံးကိုပြန့်နှံ့သွားခဲ့တယ်လို့ပိုက်ကုန်ထဲမှာမိနေတဲ့ပုံကိုယ်တွေရဲ့စဲရီတိုင်းထွက်တဲ့အားလေနေရာနှံ့အနေထွက်ပေါ်လာခဲ့တယ်။ဆန်ရှေပုတ်ကိုဥဆောင်တဲ့အဖွဲဟာ အောင်မြတ်သားတို့ကိုဝိုင်းပြီးတိုက်နေပြီမေအင်းဆောင်တွေရဲ့လက်ချက်နဲ့ပဲသူ့လူတွေတဖြုတ်ဖြုတ်ပြောက်ွယ်နေတာကိုမြင်လိုက်ရတာကြောင့်အနှဲငယ်တုံ့လှုပ်စာပြုလာခဲ့တယ်။ဘာကြောင့်လဲဆိုတော့အင်းဆောင်တွေကတယောက်လဲကြရင် သူ့နေရာမှာနောက်ထပ်နှစ်ယောက်ပေါ်လာတာကြောင့်ပဲ။မောက်ကောင်းတဲ့ခွန်လာကတော့သူတို့ဘေးနားမှာဝင်ရထားတဲ့အင်းဆောင်ခိုင်းဆောင်တွေကိုအမိတ်ပေးရင်းနဲ့စောကြီးနှစ်ပါးနာကိုတဖြည်းဖြည်းတိုးကပ်လာခဲ့ကြတယ်။ခွန်လာအဲ့ဒီကောင်ကိုမေ့ရမခေါ်သွားနဲ့အောင်ငါလောက်เสียရှိသေးတယ်။ မောင်ကောင်ကခွန်လာကိုလှမ်းအောင်ပြောရင်သူကိုယ်တိုင်လည်းခိုင်းဆောင်နေတဲ့ပညာပြိုင်နေတဲ့စောကြီးကိုဖမ်းဖို့အတွက်ရှေ့ကိုတိုးသွားခဲ့တယ်။ဟေ့မောင်စောကြီးမင်းအစွမ်းကဒါအကုန်ပဲလား။ငါရဲ့ရှင်းမြောက်စမအစွမ်းလေးမြည်ကြည့်အောင်။အဲ့လိုပြောကအသွားရှိခုပါတဲ့စမကိုလက်နှချောင်းနဲ့ညှက်ပြီးတော့ပြစ်ထည့်လိုက်တယ်။ရှင်းမြောက်စမကလေထဲမှာပင်ငွေရောင်ဓာတ်ဆက်တွေအဖြစ်ပြောင်းလဲသွားပြီးတော့တရွှေရွှေမြည်ကပြန်ထွက်သွားခဲ့တယ်။စောကြီးလည်း ဝင်းကနေလက်ကနေဝင်လာတဲ့ဓာဆက်တွေကိုလက်ထရတောင်းဝင်းနဲ့ကြိုက်ထုတ်ခြင်းနဲ့အသေးအတန်ခုခံနေခဲ့တယ်။ဒါပေမဲ့ဓာဆက်တွေဟာအယက်ရှင်မျက်နှာကနေပေါ်လိုက်ပြောင်းလိုက်နဲ့ဝင်လာတာကြောင့်ကြာရှည်မခံနိုင်တော့ပဲတောင်းဝေးကိုမြေကြီးနဲ့ထောက်ပြီးထွက်ပြေးဖို့အလုပ်ဘေးမှာရှိနေတဲ့တက်ခံကလက်ညှိုးထိုးကကျိုးပိုင်တွေခြေထားတုတ်ထားစမ်းအဲဒီလိုအမိတ်ပေးလိုက်တဲ့ဆိုရင်ပဲမြေကြီးတွေကနေမိတောက်နေတဲ့ကျိုးစားတွေထွက်လာပြီးတော့ခြေနှစ်ဖက်ကိုရစ်ပတ်ခါ အောက်ကိုဆွဲချတာခံလိုက်ရပါတော့တယ်။မြေကြီးပေါ်ရောက်တာနဲ့မိတောက်နေတဲ့ကျိုးတွေကຫນွယ်ပင်တွေလိုထွက်လာပြီးခန္ဓာကိုယ်တစ်ခုလုံးကိုခက်တင်းတင်းရစ်ပတ်ချုံနှောင်ထားလိုက်ကြတယ်။အောင်မြတ်သားလည်းစံရှင်ပုဂ္ဂိုလ်ရဲ့ရှေ့မှာရှက်ပြီးတော့ပြစ်လို့သမျှဆက်တွေကိုညာလက်နဲ့ဆွဲဆွဲယူကာသူ့လူတွေဘက်ကိုပြန်ပြစ်နေခဲ့တယ်။ကို့ပညာနဲ့ကို့လူတွေအလဲလဲအကွဲကွဲဖြစ်နေတာမြင်တဲ့စံရှင်လည်းစပီယွန်ရှေ့ချပြီးတော့ခန္ဓာကိုယ်ကိုကျုံလိုက်ရှာ တင်းခွေချက်တကောင်အဖြစ်ပြောင်းသွားပြီးတော့တော်ရဲကိုလှိမ့်ချကထွက်ပြေးဖို့အတွက်ကြိုးစားခဲ့တယ်။ဒါကိုရှိမိတဲ့အောင်မြတ်တာကလေးခွက်အင်းကိုလက်ဝါးပေါ်ရိုက်ပြီးအပေါ်ကနေဆွဲချလိုက်ရှာဂျင်းဆိုတဲ့အတန်နဲ့အတူစမအခရာရီနဲ့ဖွဲ့စည်းထားတဲ့တန်လောင်အင်းတစ်ခုတင်းခွေချက်ပေါ်ကိုတဲမက်စွာကျလာခဲ့တယ်။အင်းဆောင်ခိုင်းဆောင်နေရလဲဖမ်းမိသမျှပုံကိုယ်တွေကိုငါးကောက်တဲ့သူတွေပချုပ်တဲ့ပြစ်ထဲတလို့တဆွတ်ဆွတ်နဲ့ကောက်ထည့်နေခဲ့ကြတယ်။မောင်ကောင်းတဲ့ခွန်လာကတော့ မြေကြီးပေါ်ချုံနောက်ခံထားရတဲ့စောကြီးနှစ်ပါးကိုထန်ကြည့်ရင်းနဲ့ဒီကောင်တွေကဖိုးဝင်သားလုံးလို့ရလောက်မယ်ထင်နေနော်ဒီဖိုးဝင်သားကိုစားတဲ့သူကကောင်းတဲ့ဖက်ရောက်မှာမဟုတ်ဘူးကိုရနှစ်ယောက်သားမထီတထီပြောလိုက်ခေါင်းကိုတောင်းဝင်းနဲ့ခေါက်လိုက်လုံနေခဲ့ကြတယ်တောင်းမြင်တဲ့အောင်မြတ်သားကမောင်ကောင်ခွန်းလာအဲ့လိုခေါ်လိုက်တော့မှနှစ်ယောက်သားတဟဲဟဲရှည်ရင်းနဲ့ထလာခဲ့ကြတယ်ဒါတောင်မှမောင်ကောင်ကသွားကန်ပြီးခြေထောက်ကိုတစ်ချက်ကန်သွားခဲ့လိုက်သေးတယ် မောင်ကောင်းတို့ထွက်သွားတာနဲ့အသိန်းဆောင်နေကြတဲ့ခိုင်းဆောင်တွေကစောချင်းနှစ်ပါးရဲ့နန်းကိုချုပ်ခါဖမ်းခေါ်သွားပါတော့တယ်။အထက်ကဦးဆောင်သူတွေကိုဖမ်းဆီးပြီးတဲ့အချိန်မှာတော့ကျန်တဲ့သူတွေမနေရတော့ပဲခြေဦးတရာကိုထွက်ပြေးသွားခဲ့ကြတယ်။ဒီတခါတော့အောင်မြတ်သားကသူ့အနောက်မှာရှိနေကြတဲ့ပုံကိုယ်တွေပဲလှည့်ပြီးတော့ထွက်ပြေးသွားတဲ့သူတွေကိုဖမ်းဖို့တင်းတို့ကိုတာဝန်ပေးလိုက်ပြီးကိုနီကိုဟန်နဲ့လှုပ်ကြတော့အဲ့ဒီလိုပြောလိုက်ပါတယ်။တိုက်ပွဲပြီးဆုံးချိန်မှာတော့ တိမ်လိုက်တွေဖုံးအုပ်နေတဲ့ကောင်းကင်ကြီးကပြန်လဲကြည်လင်လာပြီးပဝင်းချင်းကလည်းအရင်လိုပြန်ဖြစ်လာခဲ့တယ်။တက်ခိုင်နဲ့တောက်ရကတော့ဆရာဖြစ်သူအနားကိုလာပြီးကျွန်တော်တို့တကူတကခွင်တောင်းပြီးခေါ်တာဒီကိစ္စကြောင့်လားဆရာ။မင်းတို့ကဘလို့ထင်ကြလို့လဲ။ဆရာရဲ့အစွမ်းနဲ့ဒီထက်ပိုကြမ်းတမ်းရက်ဆက်တဲ့သူတွေကိုအနားယူခဲ့တာလေ။ဒီကိစ္စမှာလည်းကျွန်တော်တို့မပါဘဲနဲ့ဆရာတို့အကောင်းဆုံးထိန်းချုပ်နိုင်မှာသိပါရဲ့။ တက်ခိုင်နဲ့တောက်ရရဲ့စကားကိုကြတော့အောင်မြတ်သားသဘောကျစွာပြုံးလိုက်ပြီးမင်းတို့တရိယာနေတဲ့သူတွေရှိလို့အချောင်းပန်ပြီးတော့ခေါ်လိုက်တာပါမင်းတို့လည်းငါ့ကိုတွေ့ချင်နေကြတာမဟုတ်လားဒါပေါ့ဆရာရဲ့ဆရာကိုတရားမှတော့မေးလို့မရခဲ့ပါဘူးဗျာအခုရောနောက်ရောကျွန်တော်တို့ကဆရာတပည့်တွေအဖြစ်နဲ့ရှိနေမှာပါဒါနဲ့ဒီကောင်လေးတွေကလည်းအားကိုးရမယ့်ပုံပါပဲအားကိုးရပြီမေတခါတလေအရန်ပြောရတာခုနကတောင်မှ စောကြီးနှကောင်လုံနေရပဲကြည်လေလူငယ်တွေဆိုတော့လေစိတ်ညာလက်ညာရှိကြတာဟာတဘာဝပါပဲဆရာရဲ့မင်းတို့လည်းဆရာကိုတေချာဆောင်းလျှောက်ကြနော်စိတ်ချပါဆရာတို့ရဲ့ကျွန်တော်တို့ကဆရာကိုမျက်စိအောင်ကနေအပြတ်မခံကြပါဘူးကဲဒါဖြင့်အားလုံးနှုတ်ဆက်ခဲ့ပါတယ်ဆရာကျွန်တော်တို့သွားတော့မယ်နော်တက်ခိုင်နဲ့တောင်ရကအောင်မြတ်သားရဲ့အခြေအဆုံကိုဥခိုင်ရင်နဲ့အဖြူရောင်လင်းထန်းနဲ့အတူပြက်ွယ်သွားခဲ့ကြတယ် အောင်မြတ်သားတို့လည်းတောတောင်အတွင်းမှာရှိတဲ့မကောင်းတဲ့ပုံကိုယ်တွေကိုဆုံးမပြီးတဲ့နောက်မှာတော့မိမိတို့နေခဲ့တဲ့တဲချောင်းကလေးကိုအရင်ထက်ပုံမခိုင်မအောင်လို့ပြန်လဲမွမ်းမံပေးခဲ့ကြတယ်။အောင်မြတ်သားတို့ကုတ်ကုတ်ကုံအရက်ကနေပြန်လဲထွက်ခွာတဲ့နေ့မှာပင်တပိတ်တစ်လုံးသင်္ကန်းသုံးထည့်သားပါတဲ့ရဟန်းတစ်ပါးကဒီအရက်ဒေတာကိုရောက်ရှိလာခဲ့တယ်။ဆရာတော်အနေနဲ့လူသူမရှိတဲ့တောချင်းမြတ်မဲထဲမှာတပားတဲ့တရားချစ်ချင်အားထုတ်ရင်းနဲ့ သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာ အခုအခါမှာတော့စေတီပထိုးတွေကျောင်းကန်ဆရာတွေအများအများပေါ်ထွက်လာပြီးတော့တပားတဲ့တရားလာခြင်းနဲ့ဆရာတော်ကိုလည်းစပယ်နကူဆရာတော်လို့အများသူငါကခေါ်ဆိုခဲ့ကြပါတယ်။အောင်မြတ်သားတို့အနေနဲ့စပယ်နကူမြို့ဟောင်းတည်နေရာကနေထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့တငါလုပ်ငန်းနဲ့အတံမွေးဝမ်းကြောင်းပြုတဲ့ရွာလေးတစ်ရွာစီကိုရောက်လာခဲ့ကြတယ်။တငါရွာဆိုတဲ့အတိုင်းဖရာတရားဆိုတာဘာမှမသိနေစဉ်နေတိုင်း အာကုတ္တအလုံးနဲ့သာအချိန်ကုန်နေကြတဲ့သူတွေအဖို့တာမန်မဟုတ်တဲ့ဖြစ်ရတွေနဲ့ကြုံတွေ့လာတဲ့အခါဘလို့ရှင်းဆိုင်ကြမလဲအောင်မြတ်တာတို့ကရောရွာသားတွေလက်ခံယုံကြည်လာအောင်လို့ဘလို့မျိုးကုထုံးတွေနဲ့ကုသပေးမလဲဆိုတာတော့အောင်မြတ်တာနဲ့ငရဲဆိုတာဂျိုးနဲ့လားဆိုတဲ့ဇလန်းလေးမှပြိတ္တကြီးကစောင့်မျှော်လို့နားဆင်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူဇေယနာရှာမညာရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း290ဖြစ်တဲ့ အောင်မြတ်တာနဲ့စပယ်နကူမျိုးဟောင်းဆိုတဲ့ဇလန်ကလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလေးတခြားစိတ်ဝင်စားစရာဇလန်လေးတွေကိုတင်ဆက်ပေးအောင်မှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလောက်ထားပြီးတော့အသေးအသေးတွေတင်တဲ့ခါတိုင်းသိရှိစေဖို့အတွက်ဘေးနားရနိုဒီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။